ဥဒ္ဒါတို့မှာစကားလေးနည်းနည်းပြောတာလားထားကြရင်မူလာလို့ရှိရင်ဥဒ္ဒါနဲ့စကားပြောတာပုံလည်းပြောတဲ့ကောင်ဆိုတော့ဥဒ္ဒါပြောတဲ့ကောင်ဆိုမတ်တယ်ဆိုတာမလွယ်ဘူးလို့ပြောတာကံနာမှုဘသူ့မှာချိတဲ့ပုတ်ခိုက်ပြောတာမဟုတ်ဘူးခုကလေးတွေចောင်းသားတွေစာမတင်မင်းနဲ့ចောင်းမှာဟိုမှာချင်းတို့ဒီမှာချင်းတို့နဲ့ဒီပါတယ်စိတ်ညစ်ရတယ်ဟလားအကုန်လုံးလဲဆရာစမားတွေလည်းစိတ်ညစ်ရတယ်အခုလိုလုပ်နေတာကြီးကမကောင်းဘူးကလေးတွေဒါကြောင့်ဥဒ္ဒါဥပမာလေးနဲ့ပြောတာ အထူးကိုမထိတိုင်းပြောဘူးဦးတိုင်ပြောတဲ့စကားတွေကခလေးတွေစိုးလာမှာဆိုလို့တက်ခံရရင်လူမိုက်တွေလူမိုက်တွေဆိုနာမည်တက်ခံမှာဆိုတကယ်တော့လူမိုက်ဘွားဆိုတာအလွယ်ဘူးလို့ဦးတိုင်အဲ့ဒါလေးဥပမာပြောတာဒါမျိုးခလေးတွေပြပြမစိုးကြဘူးလိန်မှာကြာနော်ထောင်ဆူရဲနဲ့ရောက်သွားရင်မကောင်းထောင်ဆူရဲနဲ့ရောက်သွားရင်စပြီးဝင်ပြီဆိုတဲ့ကကိုယ်တည်းကချမ်းငယ်သွားတယ်နော်ဒီစားပြီးမှပေါ်ပါမှတော့ဘူး စိတ်ကဘလိုလိုလေးနဲ့ကြောက်စိတ်ဝင်သွားတာဝင်သွားတော့ထဲဘူးအဲ့ဒီမှာဝင်တန်းစီ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 ဟိုတိုင်းဒီတိုင်းထိုင်ထားကြီးကြော်လိုက်တော့ပုံစံတက်ပို့လိုက်တော့ပုံစံကဝင်မယ်ဆိုပုံစံကဝင်ရပြီဆိုရင်ခေါင်းတွေငုတ်ပြီးတော့မြောက်ကျွဲလက်ကိုချိတ်ခေါင်းတွေငုတ်ပြီးဝင်တာခေါင်းထောင်ကြီးလိုများဘေးပတ်ဝင်ကြီးလိုများရိုက်တာပေါက်နိုင်တယ်မာမင်းအတိအပြန်ရရှိရှိမရှိရှိနောက်မှရှင်းအဲ့ဒီမှာအခုမှအဲ့မှာတော့ခေါင်းပေါ်ရင်ခေါင်းရိုက်တာပုံစံကလည်းထဲလိုက်တာနော်ပုံစံကလည်းရောက်သွားပြီဆိုရင်အညာမှာစီကံနေရဖြစ်ဖြစ်ခန့်လို့ရဖြစ်မှားတန်းချွေမယ် မင်းတို့ခုရောက်တာထောင်ဖြစ်တယ်မင်းတို့ဘာပြစ်မှုနဲ့ရောက်လာရောက်လာမင်းတို့မိုက်ကြတယ်ဘူဟာမှာထားခဲ့เนาะမင်းတို့မိုက်ကြောင်းတွေဒီမှာဆက်ပြီးတော့မိုက်လို့မရဘူးဒါထောင်ဆိုတော့ထောင်စည်းကမ်းနဲ့တွားရမယ်ခန့်လူကြီးကမှားတမ်းချွေပြီးပြီးအညာမှားတမ်းချွေပြီးသူကိုနိုင်ထူရနဲ့အိတ်ချိန်ဆိုလို့ရှိရင်ပြောမှခေါင်းမထောင်ဘူးအိတ်ကအဲအိတ်ရတဲ့ရှင်ရဟိုဟာတွေကချုပ်တစ်တည်းရပုံစံကောင်းဝင်လာတဲ့ချုပ်တစ်တည်းဘလို့အိတ်ရ ူပဲပက်လိုက်မှာပက်လက်မရအောင်ထောင်ထားတာသူရမ်းကြက်တယ်အဲ့ကိုငါကရမ်းကြက်တယ်အဲ့ခါတခါတော့ရမ်းကြက်တယ်သူတွေထောင်ကြီးတာနော်ရှေ့ဖင်တော်ကြီးတစ်ဖောက်ကြီးပဲပက်လက်မရထောင်ကိုထောင်ထားတာဘာကြောင့်အဲ့လိုထောင်ထားတာလဲဆိုတော့အရန်ဆိုးတဲ့ကောင်ထောင်မဲ့ကောင်လေလွယ်အိတ်လို့ရလေလွယ်နေလို့ရရင်လူတိုင်းဝင်နေမှာပေါ့အဲ့လိုမလာရဲအောင်ထောင်မှာကြက်မှထားတာအဲ့ဒါပုံစံကနော် အဲ့ပုံစံကထွက်ပြီးတော့မှဘုံမှာဘာညာဖြစ်နေတာဟိုမှာတက်တာနေရတာဒီမျိုးဒါပြီးမဲ့ထောင်ထဲမှာစီကံရန်ဥတွေကြီးတယ်အဲ့ချိန်ဆိုရင်စကားပြောလို့မရဘူးစကားပြောရင်ခေါ်ပြီးထုခံခဏဥဒံတော့ပဲပြောပြထားအောင်နောက်ပြီးကျဆက်ပြောပြမယ်နော်အင်းလေးကိုညာဆက်ကလေးကြီးနားတော့နေလို့ဆိုလို့နော်ကိုညီကိုတော်ဒီအားလုံးဥဒံထပ်ပြောလိုက်ပါမယ်ကဲအဲ့ချိန်ပြီလားအဲ့ချိန်ပြီတော့စောင်းနေအိမ်နေရတာပေါ့ အချိန်မှာဘာရမှတန်းချွေဦးမယ်။ကဲမင်းတို့ထောင်ရောက်လာတာဖြစ်တဲ့အကြောင်းထောင်မှာထောင်စည်းကမ်းရှိတယ်။ခုချိန်အစားယူတော့မင်းတို့ကိုမင်းတို့ဘာမှမပိုင်ရေတောက်တာသေးပေါက်တာအင်တာတက်တာစဘာရောက်သတင်းပို့ရမယ်။ဘယ်လိုသတင်းပို့မလဲဆိုတော့သေးပေါက်ရှင်ဘာရောက်သေးပေါက်ညိုးထောင်အင်တာတက်ရှင်လည်းဘာရောက်အင်တာတက်ညိုးထောင်ရေတောက်ရှင်လည်းဘာရောက်ရေတောက်ညိုးထောင်သတင်းပို့ပြီးမှအဲ့ရထားလို့ရမယ်။ဘာရောက်ပြောလိုက်မှအိတ်ချတယ်။အဲ့ကြတော့တခေါင်ကျော်လို့ရှင်ရတော့ဘာရောက်အင်တာတက် ပြန်တစ်ချက်တော့ထောင်းတယ်ရှေ့မှာလို့ရှိရင်ဘာရခဏနေဦးရေးလို့ထားလို့မရဘူးနော်အမဘာရနေတော့ထပါလို့ခေါ်ကိုလို့ပြီးထားလို့အဖယ်ဖြစ်သွားလိမ့်မယ်အချိန်မှာထားလို့မရဘူးဘာရနေပြီးတော့တက်ဆိုတော့မှထားပါလို့ရတယ်ဒီနောက်တက်ရမလားထားလိုက်ပါအချိန်မှာအိတ်ကြရေးအိတ်ကြတဲ့အချိန်မှာမနေ့လေးနာရေးစံကားလို့အိတ်ရထားတယ်ထားမယ်ထားမယ်ထားမယ်ဆိုအကုန်ထားဘာမှအီလေးဆွဲနေလို့မရဘူးဒုံးတက်လိုက်ရိုက်မယ်ထားထားထားမယ်ထားမယ်ဆိုအကုန်ထား အကုန်လုံးကိုထုတ်ရကုန်သေးခေါင်းတွေကကားလေးယူပြီးတော့ခေါင်းဆိုတာကိုထုတ်လေးနော်အထုတ်လေးတွေမှာမင်းတို့ပါလာတဲ့အိမ်ကထုတ်သေးသေးထောင်းသာထုတ်လေးသေးသေးလေးအဲ့ဒီအုံနာလေးအေးရကျိုးခေါင်းပါတော့ဒီလိုပဲဒီတိုင်းပဲအေးရဟာလားသူကိုညစာချင်းချင်းကောင်နည်းနည်းလေးအုပ်ပြေးထားတာပေါ့အဲ့မှာထိုင်တာပုံစံပုံစံထိုင်တာဆိုပုံစံကျိုးထိုင်တာဟာပုံစံထိုင်ပုံထိုင်ကြီးကမင်းတို့တိတ်မှာပြီးစင်းမပြသေးဘူးကျော်ဒီတိုင်းမင်းတို့ခဏလေးလို့ဒီတိုင်းမထိုင်တာကြပုံစံအဲ့ဒီထိုင်ထိုင်လာပြီးတော့အဲ့မှာပုံစံမကြတဲ့ပုံစံရှိတာပေါ့ထိုင်တာပုံစံစသလိုက်ထိုင်တာဆိုတော့ပုံစံမကြကြဘူးကလော့ကလိုင်းလေးနဲ့ ်ဟန်လို့ညှိပြီးသားတော့အိတ်ဆောင်ဘယ်ချင်းဖွင့်လဲဆိုတော့6နာရီခွဲခိုင်နှင်းကြတဲ့ချိန်ကြီးပါလို့ဆိုလို့ရှိရင်9နာရီခွဲဖြစ်သွားတယ်အဲ့မှာအဲ့လိုထိုင်နေရတာအင်းကြောင့်လို့အဲ့လိုရှော့ရယ်မရဘူးရှော့မယ်လာထုမှာဒီတိုင်းပဲကိုယ်ဆန့်လာတာနောက်စီနဲ့တက်တယ်မှာတပြေးကြောင်ညှိပြီးတော့ထိုင်နေရတာရှေ့ကောင်းတော့ကောင်းကြီးအောင်အဲ့တော့အဲ့လိုထိုင်နေတဲ့ချိန်မှာအဆောင်မှုကရောက်လာပြီအိတ်ဆောင်ဖွင့်တဲ့ချိန်မှာအိတ်ဆောင်ဖွင့်လိုက်ပြီဆိုလို့ရှိရင်အိတ်ဆောင်ဖွင့်လိုက်ပြီ အဲ့ကြောင့်ဖွင့်လိုက်ရင်ခန်းထဲကဘာရီပိုင်ရည်ညာတွေကတော့မျက်နှာတိချုပ်တိမျက်နှာမသေးရသေးခဏနေပေါ်တော့ထိုင်မယ်ဆိုချုပ်တိကိုပေါ်တော့ထိုင်ရအဲ့ဒါလူကမေးပြီခန်းလူကြီးကဒီထဲမှာအစမယောကပါတဲ့ကောင်ရှိလားရှိလေညိုးတော့နှလုံးယောကပါတဲ့ကောင်ရှိလားပန်းနာကြီးယောကတော့မရှိလားလက်ကောင်ယောကပါတဲ့ကောင်ရှိလား ခါကျ3ရက်ပါတယ်ခါကျ5ရက်ပါတယ်ခါကျ9ရက်ပါတယ်ထုတ်လိုက်ကြံတဲ့ကောင်လေးထောင်နေရောက်လာတာယောက်ျားလေးထထကြောင်းပဆိုးယောက်ျားလို့ပြောတာပဆိုးဘူးပြဂျူတာလောက်ပေါ့အဲ့တော့ကိုတက်အောင်ကထားပုံစံမောင်းမယ်အဲ့ပုံစံမောင်းတာအပိုင်